ဟုတ်မဲ့မင်္ဂလာပါဒီနေ့ကတော့ဆရာကြီးညိုမြရဲ့ကုန်းမောင်ရှာပုံတော်ကိုဆက်ပြီးဖတ်ပြမှာပဲဖြစ်ပါတယ်ဆရာကြီးညိုမြရဲ့ကုန်းမောင်ရှာပုံတော်ဣသာဥက္ကိုဖတ်ရှုခွင့်ပြုပါရယ်ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှာခွင့်တောင်းလိုက်ပါတယ်ရှင်ဟိုဒီနေ့ကတော့ကုန်းမောင် ရှာပါတော့မဆက်ကြမင်းအကြောင်းပြောနေကြတာဖြစ်သွားပြီပေါ့နော်ဒီဆက်ကြမင်းနဲ့မှာအဲဆက်ကြမင်းကဘလို့ဘယ်လိုလူမျိုးတွေကဆက်ကြမင်းနဲ့အလားတူတယ်ပေါ့သို့တော့ ဓမ္မတွေရဲ့အယူအဆဆက်ကြမရတော့ဒီဟာမဟုတ်ဘူးဆိုတာမျိုးပြောခဲ့ပြီပေါ့နော်ဒီနေ့ကတော့ဗုဒ္ဓအရာစာဗုဒ္ဓအရာစာမင်းဆက်ကြတိုက်ခေါ်စာအုပ်လိုက်ပါရှိသောဆက်ကြမင်းကကုန်းမောင်ခင်မှာသူ့ဤပါတွေ့တော်တရားပရိမင်းကကွက်မြချင်းခံရသောညောင်ရမ်းမျိုးစာဆက်ကြမင်းသားကလေးကိုရင်းညွှန်းပါသည်ရေးလူစရာဥပုံကခေကာလအလျောက်ပေါပောက်လာသောပေါပောက်နဲ့ပေါပောက်လေးရှိသောနေလာ ဂျူသောကိန်းကန်းများဖြင့်တိုက်ဆိုင်စည်းရဲမာသည်ဟုဆိုသည်တိုက်တပောင်းဆိုသည်ပါလူသူအပေါင်းတို့၏စည်းရဲမှုချမ်းသာမှုစသည်တို့ကိုရာဇဝင်ဖြစ်ရန်များနှင့်တိုက်ဆိုင်ကြည့်ရှုကမြည်တို့မြည်ပုံကြုံတွေ့ကြရမည်ကိုပညာရှိများကကြိုတင်ဟောပြောညွှန်ကြားချက်များဖြစ်သည်ရှေးမြန်မာမင်းများသည်ထိုကိစ္စတို့၌များစွာယုံကြည်ကြသည့်အတိုင်းပြည်ရေးပြည်ရာကိစ္စများကိုဖြေရှင်းရာတွင် စနီးတပောင်းများလိမ့်လာကလိုအပ်သောရည်ရည်များပြုလုပ်ပြဲပင်ဖြစ်သည် မြန်မာတို့တောင်ပကအရှိတောင်ပိုင်းဘုံသာဘာသာဝင်များဖြစ်ကြတော့ဂျူဒီယာမွန်ရခိုင်တို့ဒီနဲ့ကိန်းခန်းတပောင်လိုက်စားကြသည်ကိုသူတို့သူတို့တမိုင်းတွင်ကြုံတွေ့ရသည်တို့တော့ဘယင်များမရှိသည့်နောက်ဂျုံပွားလိုက်လူမျိုးနှင့်စာပေပါအောက်ကြနောက်ကြဖြစ်ခဲ့လျာနောက်လူမြန်မာများသည်တိုက်တပောင်တို့ကိုတန်ဖိုးထားခြင်းနဲ့ပါလာသည်လာစားသူတို့ကိုထိုးစားပေတော့ဒီမှန်ကန်ဒီသားများသည်ဖြင့် ဂယုမဆိုင်ပင်မနေစားဂုံဒီသားလည်းဖြစ်သည်ဆရာဥပ္ပါဟုကဲ့သို့မြန်မာဘုလိလာသူများရှိသည်ဖြင့်ဂျေဇုတင်ပွင့်ဖြစ်သည်ယခုခါ၌သူလိုတိုက်သမိုင်းနှင့်ပတ်သက်၍ရေးတတ်ပြောတတ်အထိပယ်ကောက်တတ်သူများအလိုမင်းရှားနေပြီရှင်းမြန်မာကြီးတို့သည်တိုက်သမိုင်းတို့၌မွေလျော်လဲသူတို့၏အုံနာများသည်လည်းတပေါက်စနဲများအားလှူရှာခဲ့ကြလေသည်ဗုဒ္ဓတရားကိုအခြေခံသောကိန်းကနဲများကိန်းခမ်းများဖြစ်ပြီလကော ခေကောင်းဖော်ပြ၍လူကောင်းစုမှုရေးကိုမျှော်မှန်းအားပေးသောသဘောရှိလေသည်မြန်မာများဆက်ကြမင်းလောင်းမျှော်ခြင်းနှင့်ပတ်သက်၍ဆရာဥဘော်ဤအဘော်ကမြန်မာတို့သည်တီဘောမင်းပါတော်မူပြီးနောက်အထူးကျေးဇူးပါခေဆိုးချရောက်ခြင်းမှဆ ாய் ၍ကောင်းမောင်နေမျိုးတို့မပြတ်မောက်ဆိုးဆက်ဖြစ်သောဗုဒ္ဓရာစာဆက်ကြမင်းလောင်းပေါ်လာအောင်မည်ဟုမျိုးဗလာမျိုးချင်းဆိတ်ရှိသူတို့ကယနေ့တိုင်းသာသနာပြုမင်းကိုမျှော်ဆဲရှိကြနေသည်သာသနာတော်တော်ဝက်မင်းကောင်းတစ်ဆက်ဆိုသည့်စကားအရလည်း ဘုရားသာသနာတဝက်ရောက်လာတော့ဂရင်းသာသနာမြူမင်းအေကံပေါ်လာရမည်ဟုယုံကြည်သူတို့ကဗုဒ္ဓရာဇာမင်းလောင်ကိုမျှော်လင့်တောင်းတနေကြလေသည်အေကံပေါ်လာရမည်ဟုလည်းယုံကြည်ကြလေသည်တောတန်အထာနဝတင်ချဆုံကောစာတွင်မိစာရံမှုဆက်ရောက်မြို့မုတ်ဆိုးပွဲကြီးတဲလိုက်မည်ပွဲကြီးတဲလင်ဘုံမိနေလာထီးနှဲရဗုဒ္ဓရာဇာဘွဲမိသားနှင့်ဆက်ကြမင်းလောင်ပေါ်လိမ့်မည်ဗုဒ္ဓရာဇာဆိုသည်မှာ မြားစုပန်တော်မင်းကိုဆိုလိုသည့်ဥမာဥအောင်စီရသည်မြားစုပန်သာသနာပြုပြင်ခြင်းဖြစ်၍အလောင်းဖျားဟုခေါ်ပင်ခဲ့လျာသူလိုမင်းမျိုးကိုဗုဒ္ဓရာဇာဟုခေါ်ဆိုနိုင်လေသည်ထို့ပြင်ဗရကဘာ၌ဘုရားငါးစုဝင်ပြီးနောက်နောင်ခါပွင့်တော်မူတဲ့လက်တန်တော်ဗျာဒိယဘုရားအလောင်းရင့်မှာတစ်ချိန်တွင်နောက်ဆုံးဖြစ်သောအလောင်းတော်ကအနွယ်ထားမင်းစွာဖြစ်သည်ဟုရာဇဝင်သမိုင်းများတွင်လာ၏ပကံရွှေစည်းကုံသမိုင်း၌ပါရှိသည်က မင့်တေရာမပတိနာနှင့်စသည်ဖရာထူစေပါတွင် နောက်ဆုံးလျင်တိမြင်တော်ရထာမြန်မာပြည်၌မိစ္ဆာတိထိဤဝါဤကြီးဝါရကိုချိုးဖောက်ဖြက်စီ၍ဗုဒ္ဓဘာသာသာသနာရေးသားမြင့်တွဲအောင်ပထမဆုံးဆောင်ရွက်သူကအနော်ထာမင်းကြီးပင်ဖြစ်နေသည်ထို့ပြင်အလောင်းစီသူဤဆူတောင်းကြောက်စာနိုင်လဲသူသည်ဝိနည်းအကျိုးအတွက်တန်ត្រာတည်ဟူသောပင်လက်ကြီးကိုဖြတ်ကျော်သောတရားကြီးဆောက်လို့ကြောင့်ထိုတရားကြီးသည်နိဗ္ဗာန်၎င်းဝါသို့ရောက်မည်စသည်ဖြင့်ပါရှိရာသူသည်လည်း ဘုရားစုပန်းဖြစ်ပြီးမောရဘောရီမြစ္စတီဒီဗုဒ္ဓရာဇာဟူသည့်အတိုင်းဘုရားစုပန်းသောမြေမျိုးကိုဘုရားလောင်းဟုခေါ်ဆိုနိုင်ရာနေတော်မင်းတရားကြီးကိုလည်းဘုရားဗုဒ္ဓရာဇာဟုခေါ်ဆိုနိုင်လေသည်။အနည်းအားဖြင့်ဗုဒ္ဓကုဏအရင်စတီဒီဗုဒ္ဓရာဇာယဂုဏကုပ္ပကိုအာယုံပြု၍နေစဉ်ပရိစိတ်သောမြေမျိုးကိုလည်းဗုဒ္ဓရာဇာဟုခေါ်နိုင်လေသည်။အခြားတနည်းကဗုဒ္ဓဝါရန်ရင်စတီ အနုဝတ္တတိတိဗုဒ္ဓရာဇာဟုဆိုလေသည်ဗုဒ္ဓဝါရဆိုသည်မှာလဲဝဲလည်းမဟုတ်လဲရလည်းမဟုတ်မေဇိမပရိမရာအလေလန်းဖြစ်နေသည် ထိုလန်းကိုလိုက်နာခြင်းကြပါကအဋ္ဌိတကုမျိုးမျိုးနှင့်ပြည့်စုံလာသည်ဤသို့သောဘုရား၏ဆုံးမတော်ကိုလိုက်နာသူသည်လည်းဗုဒ္ဓရာဇာမည်သည်ဂရိဘာရွှေအိတ်နှင့်ရေစိမ့်မှာတည်ဟန်ဆောင်သောဥထိတ်ကရာကျော်လင်ဖောင်တော်စီပါလေသောပုမောင်ကြီး ဤအတိတ်တပံကိုယုံကြည်သောပထမံကားဝင်သူတော်စင်ပေါင်းတို့ကမျောလင့်တောင်းတနေသောဗုဒ္ဓရာဇာမင်းဆက်ကြကအမရပူရာမျိုးဒီပထမင်းကိုဘုရောဘုရားဤမြင့်ဖန်နှန်းရှင်သားချင်းညောင်ရမ်းမျိုးသားမင်းသားကလေးဒီပင်ဆက်ကြမင်းလောင်ဖြစ်လက်မြင့်ဟုမျောလင့်လျက်ရှိနေကြလေသည်ဤသို့ဗုဒ္ဓရာဇာမြတ်မဘင်းကိုမျောလင့်တောင်းတကြခြင်းဤလူရင်းပြန္နာမှာသာသနာပြုစုရင်းနှင့်တိုင်းပြည်ပြုစုရင်းပင်ဖြစ်လေသည်ရခင်ဂျုံခင့်၌အင်္ဂလိပ်တို့သည် ဗရကဘာပြင်မှာပင်မြမပြီမှထွက်ကြမည်ဟုတထေကြယုံမှန်နေကြသူများပင်ရှိခဲ့၏ထို့သူတို့ကအနောက်တိုင်းရင်ကျင်းမှုစသည်တို့ကိုသာထင်ကြီး၍မြမတိုက်စာကိန်းခန့်တို့ကိုအလကအတိတ်ပင်မရှိဟုမြင်ခဲ့ကြလေသည်သို့သောသူတို့ဤမြမောင်း၌ပင်မြမပြီ၌ကောလီတတ်ဆိုင်သောအခါခန္ဓာစိုးကသူမိษาဆိုင်ရာကြွင်ကြခိုက်လိမ့်မည်အထက်ပါတပောင်တိုင်းမိษาအင်္ဂလိပ်တို့သည်မြန်မာပြည်တွင်နှစ်တရာပဲမကြဘဲကြွင်နှင့်ပမာကြရှမ်းတို့ကြိုက်တော့ကြောင့် ကျွတ်ဗမာနှင့်ကြာရှမ်းတို့ကိုက်သောကြောင့်ပြေးရခြင်းဖြင့်ယခုအခါလွတ်လပ်သောပြည်သည်ကြီးတွင်မိမိတို့ရိုးရာတရားဓမ္မနှင့်ကန့်ညီသောမင်းများအုပ်စိုးတိုင်ခြင်းဖြင့်ကျုံခေကအတင်သေးခံရသောတပါးများတိုင်းပင်စင်တဆိုင်ဖြစ်ပေါ်နေသည်မဟုတ်ပါလော။ကုန်းမောင်ခေတစ်ခုလုံးနှင့်ပတ်သက်သောဖျားတိုက်စာသည်ကဆက်သောဘူမင်းသားကြီးရွှေထိပ်ဖွာသားမြတ်ချင်းသည့်ဖြစ်လိမ့်မည်ဆက်လေး တာချင်းတဲ့ကြောင့်ဂုံထင်ပေါ်ဆွေတော်ချင်းချင်းနှိမ့်လိမ့်မည်ဤတိုက်စာ၌ဘူမင်းသားကြီးဆိုသည်မှာဖန်နှန်းရှင်ဘာကြီးတော်ဘူမင်းတောက်ကြတာတော့ကိုရည်ညွန်းသည်တားမြတ်ချင်းတဲ့ကအင်္ဂါသားဖြစ်လျက်1184ခုပဒင်းကျော်လာပြီကြောင့်ခုနှစ်ရက်တွင်ဆင်ပြူမယ်မိဗျာမှာဖောက်မြင်တော့တားတော်ညောင်ရမင်းသားကိုဆိုလိုသည်ဘွားတော်မူမီငလင်ပြင်းထွက်စွာလှုပ်ခြင်းကတိပင်မရေထွက်ခြင်းစသောအတိတ်တမိတ်ကြီးများကိုပြလေသည်တားတော်ဖောက်မြင်ပြီးခုနှစ်ရက်ကြာတော့မယ်တော်နှက်ရွာဆန်တော်မူ၏ထိုကား ခမဲတော်ဖန်တန်းရှင်ကဝန်ခွဲနှမတော်မြတ်တော်မင်းသမီးအောင်ထိုသားတော်ကလေးကိုဆက်လက်ဆောင်ရှောက်စေခဲ့လေသည်ဘုရားမင်းတရားသည်မြစ်တော်ကိုအလွန်ချစ်မြတ်နိုးတော်မူသည်ဖြင့်ညောင်ရမ်းမြို့ကိုအပိုင်စားပေးလိုက်တော်မူလေသည်ထို့ပြင်ညပခက်ရင်ပြုလုပ်၍ခမဲပေးလိုလျာဗန္ဓရောမငွေရှင်သိန်းထုတ်ယူပြီးဥပဝုကကြီးချက်ခံယူရယာသူသွားရောက်ဝဲစေဟုအမိန်တော်ပေးခဲ့မူလေသည်ယခုခါတွင်မြန်မာပြည်တွင်၌ပရိဂိုင်းစသည်တို့က လာလိမ့်မည်ဟု၍မျောလင်းတောက်တနေကြသောဆက်ကြမင်းသည်ဤဆက်ကြမင်းဖြစ်လေသည်တာချင်းသိကျော်ကုံထင်ပေါ်ဟုဆိုရ၌ဒိုရင်ကသာသည်ဘုံရှင်ကံရှင်ဖြစ်၍တန်းပြည်တွင်ကုံတရင်ကျော်သောသည်ကိုဆိုလိုသည်ဆွေတော်ချင်းချင်းနှိမ်လိမ့်မည်ဆိုသည်ကဗရိတော်တရားဝရီမင်းလက်ထက်တွင်တော်လန့်ပုံကံရာကြစီသည်ဟုဆိုကတက်ဂရစ်1200ပြည့်တကူလာပြည့်ကျော်6ရက်နေ့တွင်ဆက်ကြမင်းကလေးကိုဒီပါရွှေအိမ်၌ဆိုရရေစိမ့်ပါဖျက်ဖျက်ကွတ်တော်မူသည်ဟုဆိုလိုသည်ဖြစ်ပါသည် စီတော်ချင်းချင်းနှိမ်ချိုးသည်ကိုလည်းရည်ညွှန်းခဲ့လေသည်။ဒီကွက်မြက်ခံရသောထုံနှင့်တွင်အောက်ပါတပောင်းထွက်ပေါ်ခဲ့လေသည်။ဆင်မြူမသားရည်သူလာ၍နဂါလဲယူလက်တန်းတကြားလဲဆောင်လက်တန်းရာကျော်မဆောင်တော်ခင်စောဦးမောင်ရင်ဘုရောကတောင်နှမ်းမြင်ကမြော်ရွှေဆက်တော်လာမီလန်းနှင့်ရင်နှင့်ဖြန်တပောင်းလာရသည်ပေါင်းပြီနှင့်ဖွဲ့ဖွဲ့တက်လွယ်ရှိကုနှင့်မြည်ညွန့်အောင်လာမီရေဘုရောရင်တွင် ဆက်ကြမင်းကိုရွှေကျက်ရည်နာရေးချတော့ကမြေမျက်လင်းကြီးစွာလှုပ်သည်လေကြီးမိုးကြီးကြသည်ရေရင်းရေကန်သွေးအတီဖြစ်သည်အတိတ်ကြီးနမိတ်ကြီးများလည်းထင်ရှားပြသား၏ဖွားဘက်တော်ရွှေလိုက်အောင်မင်းလည်းပြကွယ်သွားလေသည်ဂျိုကမြင့်ခံတော့မောင်ညိုသည်ဇကိုင်းတောင်ယူမင်းကိုရရှိဆက်ကြမင်းတီထားခဲ့သောအာလင်90စိတ်အာလင်90စိတ်မြသိန်းနံစီဒီတို့သွားရောက်ပြီးခုနှစ်ရက်ဥပုံဆောင်နေသည်ဂျိုကဆက်ကြမင်းကလေးက ရွှေလိုက်အောင်မြင်းကိုစီးလျက်ပေါ်လာပြီးမောင်ညိုငါကမတည်ယတိဥအောင်ယူဆောင်သွားသည်ဖြင့်ငါကိုယ်တော်မြတ်သည်ရဇတိတောင်ထဲမှဆံမြန်း၍နေရသည်ဟုမိန့်ကြလေသည်ထိုကမောင်ညိုသည်အရှင်အတွက်စိတ်သက်သာခွင့်ရသွားလေသည်ထိုတရင်ကိုတာယာရီရွှေနဲ့ရင်မင်းတရားကြားတည်တော်မူသောအခါမြင်းခန်မောင်ညိုကိုခေါ်၍မောင်ညိုမောင်မင်းရှင်သခင်ဆက်ကြမင်းသည်နတ်စဉ်ပြည့်၍ကိုတင်လာပြကား နေဒီမဟုတ်ပေလို့ဟုစစ်စည်းလေရမောင်ညိုကပုံတော်ကြောင့်နတ်စိမ့်နတ်စာမဟုတ်ပါကျွန်တော်ရရှင်သခင်ဆက်ကြမယ်အမှန်ဖြစ်ပါသည်ကိုရရန်ရွှေလိုက်အောင်မြင်းကိုစည်းလာသည်ကိုဖွင့်မြင်ရပါသည်ဟုရှောက်တင်နေသည်ထိုရှောက်တင်ချက်မှာရွှေနှန်းရှင်သဘောတော်နှင့်မတိုက်ဆိုင်၍ငညို့ကိုထက်၍တတ်တော်မူလေသည်ထိုကမှစ၍ပြည်သူပြည်သားမူမတ်တို့သည်ဆက်ကြမယ်အကြောင်းကိုမပြောဝင်ပဲရှိကြလေသည် သို့သောထိုအကြောင်းအရာများကြောင့်မြန်မာချုပ်ကဆက်ကြမယ်ကိုမျှော်လင့်ကြမည်ဖြစ်နေကြသည် တပုံရန်သူယူမရချေရေလာမလာပုံမြစကားနှက်ခွပြောလိမ့်မည်နှဆက်ခုံဝဲထွက်မြည်ရယ်လာသည်ဂျိုခွင်ကြပြူချင်းနှင့်တိန်ကန်တိန်တကုန်ခံဥပပြန်တောတန်ငယ်လေးလှောက်လိမ့်မည်နှဆက်ခုံဝဲထွက်မြည်ရယ်ဟူသည်ဟာဆက်ကြမင်းကလေးကွက်မြတ်ချင်းတွင်တတ်တော်29နှစ်ဝင်းယုံသာရှိသည်၏ဒီမချမီတကူလာဆန်9ရက်နေ့ညညနိုင်ညနှစ်ချက်ဒီအချိန်တွင်မြင်းကလေးပြင်းစွာလှုပ်ခြင်းချက်တီကနတ်ခတ်တို့သည်လာကိုဖောက်ထွင်းခြင်း ထဲကျွေးခြင်းတိမ်တကွထွက်ခြင်းဥပပြန်ခြင်း ER မြင့်ရဲ့ညာဆန်တက်ခြင်းတို့ဖြစ်ပွားသည်ဟုရာဇဝင်များကိုမိလိုက်သူလူကြီးများကလည်းပြောတညီတညွတ်ထဲပြောကြလေသည်တပုံရန်သူယူမရခြင်းဆိုသည်မှာထုံမင်းကလေးကိုရန်သူများယူမရခြင်းရေလာမလာဆိုသည်မှာတိုင်းပြည်ကအလွန်ချစ်မြတ်လို့သောမင်းသားကလေးဖြစ်၍ဆက်ကြမင်းကလေးနိုင်ပါလာခြင်းကိုပြည်သူတို့ကမလိုလားခြင်း လမ်းဆိုတတာကြလေဒီအချို့သူများကလည်းမင်းကလေးကမသိရတိဦးအောင်ခေါ်ဆောင်သွားသည်အချို့ကလည်းသူဒီရွှေလိုက်အောင်မြင့်ကိုစီး၍ residency တောင်နန်းသို့ထွက်ခွာသွားသည်တချို့ကလည်းအမှန်ပဲတရားရင်မင်းကရေမာဖြောက်သည်တိုင်နဲ့ရွာဆန်းလေးပြီးဟူအကဲတေးမသေးကိုလူများစကားနှက်ခွာပြောကြမည်ကိုဆိုလေသည်ရာဇဝင်လိုရတေးပြီးတိုက်စားရမတည်သည်ဟူယနေ့တိုင်းအငင်းကုန်ဖြစ်နေလေ၏ပါရမူပြီးနောက်ဘိုးရဲ့မင်းလောင်းကိုမျောကား ကင်းခန့်တပောင်ကိုအခြေခံ၍ဆက်ဆိုသောတချင်းမမျိုးတို့ဖြင့်တိုက်ပွဲဝင်ခဲ့ကြသည်။ကုမောင်မင်းဆက်သည်15ဆက်ရှိလျာဒီဘောမင်းဆက်သည်7ဆက်မြသာရှိသေးသည်။ယခုလာမည်မင်းက7ဆက်မြဟုယုံကြည်သူယုံကြည်မျှော်လင့်ခဲ့ကြလိမ့်သည်။ပါရမုဘီလင်းနေရ၌တောင်စင်းတန်ကဒီကုမောင်ရေးသူဆရာညာနှင့်ရွှေပြည်ကြီးရေးသူဥရာပြတ်တို့အေးအေးယူခံခဲ့ရလိမ့်သည်။ နောက်နန်းတော်ရှင်ဆရာတင်ရင်မင်းလောင်းမြုံရွှေရံညို့ဤဆက်ကြတိုင်းတခြင်းများကြက်ကြက်လာလာမြည်ခဲ့ဤဆက်ကြတိုင်းကိုမင်းသားခမောင်ရင်ကဆိုတဲ့ဖြင့်တို့ဘမဂုံထွန်းရာဟူသောအတန်မှာတနိုင်ငံလုံးနှိမ့်မြန်ခဲ့သည်ဒီကြတဲ့ဘိုးဘူးအောင်တခြင်းကလည်းတပောင်းနှင့်ပေါ်လာပြန်တော်သည်ရွှေတန်းညွန့်ရေးတော်လဲမိသူဖန်တီတီကိုမတိမြင်နိုင်ကြချင်းအင်္ဂလိပ်မင်းလက်ထက်တွင်ရုပ်ရှင်မင်းသားဆိုတော့ခင်မောင်ရင်ကလည်းဆန့်ကြတိုက်တခြင်းဖြင့်လွတ်လပ်ရေးခေတ်သို့တွန်းပို့ပြန်ရာအလွန်စိတ်အားတွက်ကြခဲ့ရလေသည် အလားမင်းတရားဤမာတော်ဘုံဘုဂလာဤရာဇဝင်ကျောင်းနောက်ဆက်တွဲ၌အလားမင်းတရားကြီးကငါသားတော်ကြီးများအစဉ်အတိုင်းမင်းပြုရည်ဟုအမာတော်နှင့်ဆန့်ကျင်၍စင်မျိုးရှင်မင်းကားစတွင်၍သူဤသားတော်စင်ကုမင်းသားကိုအိမ်ရှိနန်းရန်ထားလျက်1125ခုနှစ်တွင်နှက်တက်ခဲ့လေသည်အမာတော်နှင့်ဆန့်ကျင်၍လက်ကြပြည်သောညီတော်အမြင့်မင်းသားကိုနန်းရန်ထားရမည်အစားသူဤသားတော်စင်ကုမင်းကိုနန်းရန်ထားလိုက်သည်ဖြင့်နောက်ခါတွင်ဤနှင့်အတွက်အရှုပ်တွေပေါ်ပါမည်ဖြစ်သည်ဟုရေးသားပါရှိလေသည် စင်ပြူရှင်တောင်တော်မောင်လောက်ခေါ်စကိုင်းမင်းကခမဲတော်မင်းတရားကြီးမာတော်ကိုလိုက်နာယူသည်လျက်သူ့နိုင်သားတော်မောင်မောင်ရှိပါလျက်သားတော်ကိုနိုင်ရန်မထားဘဲညီတော်မောင်ရွခေါ်စင်ပြူရှင်ကိုသာအင်းရှိခန့်ခင်လေသည်စင်ပြူရှင်ကအလားမင်းတရားကြီးမာတော်ကိုဤသို့ဖြတ်ဖြတ်သောကောင်းရင်ကြံရှိသောသူ့ညီတော်တို့ကအချင်းမနက်ဖြစ်ကြကုန်၏ထို့ပြင်စကိုင်းမင်း၏သားတော်မောင်မောင်သည်လည်းတစ္ဆာဆောင်ထင်းရကျုံမနက်ဖြစ်ကမိမိထံဝါငယ်သောရေရူးမင်းသားကိုမရှုစိတ်ဖြစ်လာလေသည် စင်ပြူရှင်လက်ထက်နာညီတော်များရှိမြတ်အဆောင်ရောင်တိုင်းထားရှိခဲ့တော်လဲစင်ကုမင်းနန်းတလာတော်က1138ခုတွင်ဘာရီတော်မြင့်မင်းကိုကွက်မြတ်လိုက်သည်ဘာရီတော်မင်းသားကြီးများကိုနေပြည်တော်၌မထားပဲဘရုံမင်းကိုစကိုင်းသို့ပခန်းမင်းကိုပင်ရသို့ပင်တလဲမင်းကိုရွာသိကြီးသို့စသည်ဖြင့်ဒုစုခွဲထားလိုက်သည်စကိုင်းမင်းသားတော်မောင်မောင်ကိုလည်းဖန်ကားရွာသို့ပို့လိသည် 1143ခုတွင်စိတ်ကူးမင်းကအညာတိဟတော်သူဖျားဘူးထွက်တော်မူခန့်ဖောင်းကားစားမောင်မောင်သည်နန်းတော်ကိုဝင်းစည်းပင်လင်းညရင်ချင်းဓာတ်ကို၍အမတ်များကိုတစ်ဆာရင်တိုက်လေသည်ဖောင်းကားစားကဥယျာတော်များဖြစ်ကြသောဗရောမင်းပခန်းမင်းနှင့်ပင်ဒရမင်းတို့အဝမြို့သို့ခေါ်ယူတိုင်းမင်းဟန်ပြုဤသို့သောသူတို့ကိုလည်းအလဲကြဖြတ်ဖြတ်ပြစ်မိကိုတည်တော်ကဗရောမင်းကညီတော်သားတော်တို့နှင့်ညီကနန်းတော်သို့ဝင်းရောက်တိုက်ခတ်ရာဖောင်းကားစားကိုမိ၍ထုံးစံနှင့်အညီစင်ရလေသည် အညာတီဟာတော့ရှိနေသောစင်ကုမင်းသည်မိမိပုံမှုတာမှုများကပြက်ကွာကိုလိုရောကြသဖြင့်ကံရောက်ဖြစ်ပါစေတော့ဟုပါသမျှအချွေရန်နှင့်ဆုံးစင်းခဲ့ရာအိမတို့ရောက်တွင်သူနှင့်အတူမိဖုရားလေးပါးကိုထုံစံတိုင်းစီရင်သည်ရောမင်းသည်တို့လည်းမမျောလင့်ပဲခုနှစ်ရက်အတွင်းစကိုင်းပဲ၌စီရဲစွာနေထိုင်ခဲ့ရာမှရွှေနှန်းစည်းစိမ်ကိုတရက်တပြက်တွင်ရခဲ့လေသည်ထို့တော်တွင်ပြည့်ရချို့ကိုမော်ဘီဆရာသိန်းကြီးကပါဇက်ရာဇဝင်အမှတ်နှစ်၌ဖော်ပြထားပေသည် ဟောင်ကာစွာခေတ္တနန်းဆိုင်ကသူကုကွယ်သောဆရာတော်တစ်ပါးကနန်းတော်သို့ဝင်၍မင်းသာထီတန်းစည်းစိမ်နှင့်အသက်ရှင်လိုသောမြို့နောက်ဘက်ကကုတ်ကိုပင်ကိုတပ်ပြရမည်ဟုမိတ်ဆိုသောကျောင်းသူပြန်ကြလေသည်ဆရာတော်မိတ်ဆိုချက်တိုင်းဖန်ကားစားကမြို့နောက်ဘက်မှာကုတ်ကိုပင်များကိုခုတ်တက်စေ၏ထိုတရင်ကိုဘရုံမင်းကြသောကုတ်ကိုပင်ကအချားမဟုတ်ကားကိုတက်ခိုင်းနေတာမောင်မောင်ပရိယေကိုနားမလဲ၍ပကတိပကုတ်ကုတ်ကိုပင်ကိုတက်စေပြီးငါကတနင်းလာတာဖြစ်သည် နန်တူတစ်ပင်ကိုတက်ပြစ်သည့်အတွက်ငါအတွက်ကျင်းကျေပြီးငါသည်မုတ်ချထွတ်မြတ်သူရောက်တော့မြင်းကိုနမိတ်ဖတ်လေသည်ဤတော်ပင်ဒလန်းမျိုးစားကဗရုံမင်းထံလာရောက်တိုင်းမီပင်ဒလန်းမျိုးစားကပြောသည်မှာငမောင်ကယခုလိုကျွန်တော်တို့ကိုကြောင်းလုံးဖုံးလန်းနေမီကိုကြည့်နေတော်မူမီလားသူကဗရုံမင်းကငမောင်ဖုံးလန်းနေဒီကိုညီခင်ကမတတ်နိုင်ဘူးလားညီခင်တတ်နိုင်ပါရဲ့နောင်တော်ထီးနှံကိုဆံရရင်ညီခင်ကိုမိခဲ့တော့ထားမီလဲအကုန်နှံဆံညီနှံရံပါ ထိုနားလည်မှုများပင်တလန်မင်းကအမှတ်မဲ့ဝင်၍ဖောင်းကားစားကိုလောက်ကြံရအောင်မြင်သည်။နောက်တော်ဘရုံမင်းကိုမင်းမြပြီးထိုနားဂရိဒါရှိချက်အတိုင်းအင်းရှိယာကိုတောင်းရဘရုံမင်းကငါမှာတတော်ကြီးတွေများလည်ဖြစ်သောကြောင့်ညီခင်ကိုအင်းရှိယာထားရခင်ရင်ချင်းရှိနေကြမိန်တော်မူလေသည်။ညီတော်ကငါကြောင့်ထိနေရသည်ကိုကျေးဇူးမထောက်တစ္ဆာမဲ့သူဖြစ်သည်ဟုညံညွတ်ဖွဲ့၏တနေ့တနေ့ဘရုံမင်းကစင်တော်စည်း၍မြို့ပြင်သို့ထွက်တော်မူသောအခါပင်တလန်မင်းကကွာရမ၆ရက်တန်တဲ့နေပြီးလင်းတရားဤချိုင်းအောက်သို့ကြီးစံဝင်သွားလေသည်။ ိုရင်ကတစုံတရာထိခိုက်မှုမရှိခြင်းတို့လည်းပင်တလက်ဤလက်ချက်ကြောင့်သိရှိ၍မြတ်တော်မူ၏တအားတော်ကိုယင်မာချ၍ကမျက်သည်ဤမဓမ္မဘုံကြောင့်ဆရာတော်ဤဘရပယဖြစ်ကြောင်းဆရာသိန်းကတာဝန်ခံယူလေသည်တို့တော့အလောင်းမေတ္တာဤမာရဘုံရာသူဤတာတော်ကြီး၆ပါးနှင့်သုံးပါးကတည်နေရကြသည်ထိုသုံးပါးနှင့်ဘရမေမှာခမဲတော်ချမှတ်ချက်လာမဟုတ်ပဲထက်ခင်ညာကြောင့်မှလူယူခဲရနေသည်ဘရမေနတ်တချိန်တိုင်းလည်းမိမိနောင်တော်ကဖြတ်သိမ်းခဲ့သောမာရဘုံကို ဆက်လက်အသက်သွင်းခြင်းမရှိခြင်းသူ၏ညီတော်ပင်ဒလမင်းကအကူအညီနိုင်တဲ့မိဒီကိုပင်လက်လျောပြုတ်သွားတားတော်များကိုဦးစားပေးခံလေသည်မြမသမိုင်း၌၎င်းကမ္ဘာသမိုင်း၌၎င်းတားတော်များဆက်ကံဒီကပုံပုံများပြလေသည်သူစောရင်းမင်းဆက်တားတော်စင်စံနိုင်မင်းများကိုပင်အပြားစွန်မဲ့သွားကောင်းမှာကြပြဆန်တယ်လို့လိုပင်ရှိသူစောတိခင်းမင်းရဲ့ရင်းမင်းပိုင်ပိုက်တယ်လဲတင်လဲကြောင်းတောင်တူးတဲ့ဟူရဲ့60တားလေသည် စုလာတံဘွားကမာတံဘွားကိုစိုက်ခံတကယ်သူချင်းနေရကောင်းကောင်းနေလိုက်လာဖြစ်နိုင်ပြီထိုချင်းလိုက်တားတော်များနောက်ဆုံးရပြီမင်းတို့မင်းကညီတော်ကနာမင်းကိုနိုင်ရတာဒီမှာလဲတရားဟောစီစဉ်နေဖြစ်လို့ဒီချင်းနေရအမတ်ကြီးကမင်းတစ်ကိုရွေးချယ်ပြီးလက်ရှိတကယ်ပြင်လိုက်တားတော်ကြီးကြော်စာကိုရရသည်ဟုဆိုတာရာသတင်အမတ်ကြီးကမင်းခွေချိတ်ကိုကျုပ်ပြင်းမင်းကိုထိနိုင်အနေကလေးဒီမင်းသားကြီးပေါ်နာအင်းမြအာကာရမထားတဲ့မင်းသားကြီးအားကိတ်လိုက်စားသည်ဟုတချို့ အမတ်ကြီးအားဂရိတ်လိုက်စားသည်ဟုတချို့ကဝေဖန်သည်။သူနဲ့နေသောမင်းခွေချင်းမှာတရုတ်ပြည်မင်းပွဲနာမရရှိလေရာဇဝင်းနိုင်ဥစွာနာမည်ပြတ်သောမင်းညံတစ်ပါးဖြစ်လေသည်။မြန်မာတို့အနေဖြင့်ဗုဒ္ဓဘာသာယဉ်ကျေးမှုကိုစစရရခြေပြုခဲ့သောကြောင့်ချီနိုင်ရာတို့၌လည်းမိမိတို့၏သမိုင်းတာရကများကွန်သာမကဗုဒ္ဓဝင်မဟာဝင်တို့နှင့်လည်းညီနိုင်ကျင့်သုံးလေရှိခဲ့သည်။ရှင်ပြည်တော်နဲ့ရာဇန်နိုင်ဆန်နိုင်နန်းလူပွဲများဖြစ်ပွားခဲ့သည်။ဟုတ်လူတိုင်းကလည်းအယူမှုရှင်ပြည်လောက်လိုကြသည်မဟုတ် အမြဲတစေလည်းရှင်ပြီးပါတော်မြဲမိဖုရားကြီးဆရှိသောဆွေတော်မျိုးတော်စိတ်ကြိုက်ဆက်ပေါင်းခုနိုင်သည်မဟုတ်ချေ။နေကျက်နေတိုင်းတစ်ပါးသားတို့၏ဝါဒဖြန့်ချက်ဖြစ်၍အလုံးစုံပယ်ရမိတာဖြစ်သည်။ခဲလိုက်အခြားနိုင်ငံတို့နှင့်ရာဇဝင်ချင်းနှိုင်းရှင်ကြီးပါလင်အခြားနိုင်ငံဖြစ်ရများကမြန်မာပြည်ထဲဆယ်ပြန်စုတည်တာဖြစ်နေသည်။ယခုမြန်မာခေတ်တွင်လက်တွေ့နေစဉ်သတင်းစာများကိုဖတ်ရှုသုံးသပ်နိုင်ပါသည်။ ။ဒီကနေ့ဘက်တံဝရဇက်တွင်ပြည်ရှင်မင်းကြီးနှံ့ရွာလာသည့်အခါတွင်မင်းလျာရွေးပြီးမရှိသဖြင့်တရားညောင်သောဝင်မှုမှတ်တော်ကမင်းကြီးပွင့်လွန်သောအခါထိဗျူကိုအဘဲသူအားပြရန်အန်ဤဟုရှာပင်ကြလေသည်။ဘီရင်ကအမတ်တို့ငါဤသားတော်အားလုံးတို့သည်ထိဗျူနှင့်ထိုက်တန်ကြသည်သာသည်။ထို့သောအကျဉ်သူသည်အမတ်တို့၏စိတ်နှလုံးကိုနှစ်သက်စေ၏။ထိုသားတော်အားထိဗျူပေးကြကုန်ဟုမှာကြခဲ့လေသည်။မင်းကြီးကလည်းရေတကြိုပြီးတော့အမတ်တို့ကစီဝေကုန်နဲ့တံဝရမင်းသားဒီငါတို့ဤဆိုင်နှလုံးကိုနှစ်သက်ချင်းဖြစ်သည်ဟုညွှန်ကြပြီးလင်း အငယ်ဆုံးတာမရာမင်းကိုရွှေဘန်းနဲ့တီဗီအပ်နေကြလေသည်တာမရာမင်းသည်ပညာရှိအမတ်များ၏စကားကိုနားထောင်ကပြည်သူတို့ကို၎င်းဧည့်သည်တို့ကို၎င်းခွန်ချင်းချင်ရတဲ့၎င်းစိတ်ချမ်းမြေ့အောင်ဆောင်ရွက်တတ်နေသည်အသက်ထဆုံးနန်းဆန်ကပြည်ရွာအသာရငင်းချမ်းပါပေသည်ကျဆောင်မင်းသားတော်ဥဇနာမင်းဒီ996ခုနှစ်တွင်နတ်တရာဘုမတ်တို့ကသူ၏ရည်ချင်းပြည့်ပါသောမင်းသားကိုထောက်ခံကြလေသည် သူ၏မိဖုရား၏ကြောင့်ဆောင်တွင်ထိုမင်းအသက်ထက်ဆုံးနန်းဆန်ရာကြောင့်ကြာစွာမင်းကြီးကနိုင်ရန်ရည်ရလွဲ့အပ်သည်များကိုကောင်းစွာခန့်ခွဲတတ်ကြောင်းပုံပါတောင်ကိုတက်လိုက်ဒလသူတော်လိုက်နှင့်တိုင်းပြည်စီရင်ရေးလုပ်တော်မူကြောင်းများလည်းပါရှိလေသည်၈၃ကိုဟန်တော်ရီတွင်ဘီယမရှင်စောမှုလက်ထက်မင်းလျာရွေးရခြင်းမှာခဲရင်သည်မင်းရောမင်းမျိုးကိုရွေးရသည်ကြောင့်မွေးစားတော်စင်ရသားကို မင်းလျာရွေးရန်ကြံစီအားထုတ်ရခြင်းသည်ခရင်တော်ဝင်လေသည်တတ်သောအရေးပိမြောက်ချက်မော်သည်မွေးစားသားတော်ဖြစ်သောဓမ္မစီရီမြင့်သည်မင်းလျာအင်္ဂါရတုနှင့်ပြည့်စုံသည့်မူမတ်တို့သည်လည်းတမာတမတ်ရွေးချယ်ဆုံးဖြတ်တတ်သူများဖြစ်လေသည်ဓမ္မစီရီမိကိုရွေးချယ်နှံ့တင်ပြီးနောက်အသက်ထန်ဆုံးနန်းဆန်ရလေသည်632ခုတွင်ပညာတော်ခေါ်ရှင်သောမှုနန်းနဲ့ရွာဆန်လျာဓမ္မစီရီမင်းကဆက်ကန်တောင်းတာတော်စီပင်ပွင့်လင်းလေသည်ဒီဒီဟုကရဟန်းများကိုပင်ပြည့်၍မတတ်ရှင်သောတိန်တို့ကိုပြုတ်ခင်ကား ကလျာဏီသိန်းဟုခေါ်တွင်စေသည့်မြင့်ကျင့်တရားနှင့်အမိအုပ်ချုပ်လေသည်တထောင်34ခုကအဝရင်ဘယင်မဟာသီရသူရအနံ့ယောရဆန်ရမင်းလျာရွေးကြပုံမှာအောက်ပါတန်းဖြစ်လေသည်အတွင်းဝင်စီသူနော်ရထားကနံ့ယောဆန်ကြောင့်ချက်ချင်းမကျင်ညာပဲနမတော်ရူတိပပါသူလျှောက်တင်လေသည်ယခုပေါင်းတော်ဖျားနံ့ယောဆန်ရအဆက်ကန်သားတော်မြေတော်လည်းမရှိမိညီမင်းသားများကလည်း ရုပ်တူရဲတို့များဖြင့်လည်းတမ်းမီမငြိမ်ရဟုဆိုတာမင်းသမီးနှင့်အရွယ်ဝများနှိမ့်နိုင်ကြလေသည်။တဲ့မင်းသည်မင်းသားတိရိဓမ္မသည်ပြင်ဆိုင်၏ဓမ္မသာရာဆွေထောအားလုံး၌မကျွမ်းကျင်မင်းသားဆင်မှန်သူသည်ထိုပညာရုပ်တို့၌ကျွမ်းကျင်ရ၏သူကချက်တိုင်အန်စာခက်စာသားမှု၌သာပျော်လေရှိသည်။မင်းရဲ့နရာမှာလည်းမမန်ခတ်ထန်သည့်ရက်ဆက်ချမ်းကြုတ်သည့်ပြည်ကြီးဝင်ကိုမထမ်းနိုင်ရ။ယမဲတင်းစားမင်းရဲ့ကြော်တင်မှုကဘင်းရင်ကြီးတော်နှမတော်ဤသားတော်နဲ့ဖြစ်သည်။ ရာဇဝင်ထုံးဟောင်းလည်းသုံးဆွဲလေးရှိသည်ယဉ်ကျေးမှုသည်လည်းတစ္ဆာစခအမှန်ကန်သုံးဆွဲလေးရှိသည်အိမ်ကြီးလည်းရှိသည်အထက်ပါအတိုင်းသုံးသပ်ကြရာတွင်မင်းရဲ့ကြော်ထင်ကိုကြည်ညာ၏သူကအင်းရှိဆောင်းရောင်အန်နေပြီးမှလွတ်တက်စီးရင်နေစဉ်နောင်တော်ဘဝကျောင်းကျောင်းကိုရှောက်တင်ကြလေသည်မင်းရဲ့ကြော်ထင်သည်အသက်ထန်ဆုံးနန်းဆန်ကမြို့ရွာတာယာငိမ့်ချမ်းလေသည်ထီးမွေနမွေကိုလက်မခံဘဲငင်းပယ်ခဲ့သောပုဂ္ဂိုလ်သူလေးဦးလည်းမြမရာဇဝင်၌အထင်ရှားပေါ်ခဲ့လေသည် အင်းဝဘရင်အင်းဝဘရင်သတို့မင်းပြကွန်လွန်ချိန်တွင်အနီးဆုံးသောဆွေတော်မျိုးတော်ဖြင့်ယမဲတင်စားတီလဝကိုမူမတ်တို့ကနမ်းအပ်ကြလေသည်သို့သောတီလဝမင်းသားကငါသည်တသက်လုံးမှာသုံးခါသာရည်ဘူးသည်အိမ်ငယ်ချင်းလွန်းသည်ထို့ကြောင့်ငါရဲ့ဖော်ရည်သူဘင်းရောက်တော့အမြင့်မျိုးစားဆော်ဆော်ကဲကိုမြင့်မြောက်ကြကုန်ဟုဆိုပြုနေသည်သူပြောသည့်အတိုင်းလက်ခံကြရသည်အင်းဝမုန်ကြီးမင်းဆက်တွင်မင်းရဲ့ကြော်စော်ဖန်တော်ချင်းနှင့်သားတော်တီဟဲ့သူသည်ဖီမျိုးတို့ရောက်နေ တမတ်တော်တိဟပတိမှာတကောင်းနေစစ်တိုင်နေသည်အင်းဝရင်မင်းမရှိသည်ကိုရှေးကြအောင်ဆိုင်းငံ့ထားရန်မတင်ချင်းမိုးကောင်းနေရှိနေသောတိဟပတိထံမြင်းလျင်နှင့်အမြန်ပြန်လာပြီးထီနန်သိမ့်ပိုင်မှာတိုင်းပြည်ငွေဝိမိဟုတိုင်းမင်ခေါ်ယူကြသည်တိဟပတိ၏ဖြေကငါသည်မင်းဧကရိဤတာရင်ကြီးရင်မဟုတ်ချင်းမင်းစည်းစိမ်နှင့်မင်းလောင်ရန်ကိုလည်းလုံးရှိငါတို့ရှင်ဤတတော်ငယ်ပြင်းမင်းသည်ဟဲ့သူကိုချီးပင့်၍မင်းမြောက်ကြလေဟုဆိုလေသည်တိဟပတိကရှင်မင်းနှမအရင်မင်းမြတ်လာဤခင်မောနီး အင်းဝရင်းရှမ်းမင်းသူဟန်ဘွားကိုဆုံးမလောက်ကြံသူမင်းကြီးရန်တော်အား904ခုနှစ်တွင်မင်းပြူတော်မူပါဟုရှောက်တင်ကြလေသည်ကျွန်ုပ်မင်းစည်းစိမ်ကိုလုံးမရှိတိုက်ပွဲနိုင်ကြဆုံးခဲ့သောမြန်မာပြည်နိုင်ငံပရိအကြီးတော်စော်ဘွားကိုသာနန်းနေကြပါဟုဆိုလေသည်ထိုစော်ဘွားအင်းဝနိုင်နန်းတက်ပြီးသောမင်းကြီးရန်တော်အားတလောက်ပြင်းချမ်းမျိုးစားခံလေသည်တနည်းခန့်ကြာရင်ရန်ခံရန်တော်မပပောက်သည်ဖြင့်မင်းကြီးရန်တော်သည်တင်ငန်းဝေ့ရသွားလေသည်စင်ကြားရှင်ခေါ်ခံသောမြန်မာပြည်သည်ဘူးမှန်များနှင့်စိတ်ဝမ်းကွဲ၍ဈေးမဲ့သို့သွားရောက်နေထိုင်သည် လက်လက်တော်ဘရင်နေရာတွင်မြန်မာအမတ်လက်ရာဘုတ်ကိုရှင်မြင်လောက်ရန်မုမတ်တို့ကတောက်မှန်ကြ၏လက်ရာဘုတ်ကပြန်ကြားသည်မှာမင်းအဖြစ်ဖြင့်ပြည်ဝင်ကြီးကိုရွက်ဆောင်နိုင်ရန်နိုင်မည်သူဆိုသောသူအရာသည်အလွန်မင်းခဲရင်လာလေသည်မင်းအဖြစ်ကိုလည်းကျွန်တော်အလုံးမရှိအမှုထမ်းသာတတ်သည်ရေးတိုင်းမှုကိုမစီစဉ်တတ်အစီရင်တဲ့မင်းပြူနိုင်မိသူကိုတောင်းညွှန်ပြပါမိကျွန်ုပ်ပြသူကိုစိတ်ညစ်ကြပါလို့ဆိုတာပညာတလကိုညွှန်ပြလေသည် လူကြီးများလည်းမင်းကြီးဆုံးမညွန်ကြားသူဤအဆုံးမကိုလက်ခံမှာတော့မြည်ဟုအညီညွတ်ဆိုကြကုန်သည်တို့လေကောင်းမောင်ခင်နောက်ပိုင်း၌နတ်လူပွဲများကိုတစိတ်တည်းသေသားကြည့်ကမြမာရာဇဝင်၌ဤတိုင်းဖြစ်စမြဲဟုမဆိုသာချင်းရာဇဝင်ရည်စည်းချောင်းသည်များအဖြစ်ညင်သက်ပါရခဲ့လေသည်ဒီထိဖက်ပြီးသွားတဲ့အခါကျတော့ဘာတွေ့ရလဲဆိုတော့စနေတော်တပေါင်းလို့ဆိုတော့လေသူတို့မူခင်တဲ့အကြောင်းအရာတွေကိုပေါ်ခိုင်းပြောခိုင်းပြီးတော့မှအများများကြောက်အောင်လုပ်ခိုင်းရင်လေအဲ့ဒီတပေါင်းတိုင်းလိုက်ဖြစ်ကြတာပေါ့နော်နောက်တစ်ခုကတော့ ရှင်သူတို့ကြိုက်တဲ့မင်းတင်ကျင်တယ်ဆိုလို့ရှင်လည်းဒီမင်းကကောင်းတယ်ဆိုတာမျိုးပြောခိုင်းရလည်းရတာပဲပေါ့နော်နောက်တစ်ခုဒီမှာမြင်တော့ဒင်းကြီးရန်အောင်ဆိုတာတကြဟုတ်တယ်နေရာမှာอืมဖက်ပြီးအောင်ဖက်ခဲ့တယ်ကျောင်းနေတောင်မှာဖက်ခဲ့တယ်ဒါလေဆရာကြီးမင်းဆိုရင်ဒါဆောက်ထဲမှာပါတယ်အာမင်းကြီးရန်အောင်နောက်ပြီးတော့တခြားဒီရာဇဝင်တွေကအကြောင်းအရာတွေကိုတောင်းပြတော့မယ်ရေးထားတာအနည်းမှဆိုရင် ဘီမာကြီးရှင်စောဘူကဓမ္မစီဒီမြို့နန်းတင်ပဲဆိုတာကအခုဒီပုဒ်ဖတ်နေတယ်မနှက်ကြီးဖတ်နေတယ်ဟောလေကိုတင်ကြိုင်တန်တာကသူတို့အဒီဟာကြည်တယ်ထားလေနော်စက်တယ်ထားတာဘီမာကြီးကိုလောက်ကြံမယ်ပေါ့နော်ဒီလိုမျိုးနန်းတင်မယ်ဆိုလို့ဆိုတာဒါဒါလျှောက်တဲ့လူတွေပဲပေါ့ဟုတ်အာဒီနေ့ကတော့ဒီနားလောက်ပါပဲရလိုက်ပါမယ်ညနေကျမှပြန်ပါမယ်မနေ့ကသူကညနေက tớ này lý này là gần nhà đại cha bà lù bà tí nhiên mình đã đọng mà mình hết hơi dọa bà đấy rồi nhé mà nè gì ba mẹ mà ê ê lì ba ê ta tài cô ta trai mẹ lì lì mà kì rì ưu ta nài mùi cô ta nài mùi mà chú lại mù mùi mà mẹ hèo mà tiền giả máu ưu ta nài mùi cô ta nài mùi và e <laughs> ý tập bài u mẹ l cô em mở mama nó nó ý vị của bà view trên rồi mama nó nó cô ba cho mama nó nó là bà, e. e bà cô nói khi như là view mà bà bảo chết chết gì lý thì mà view mà mama nó nó mama mẹ s cô ra tài trường bị đá bà cô ba cho mama ý chết lùm mai cô gần đó cô ba cho cô tan thai giờ này về cô ta nói <laughs> mùi má già chị em má má nụ nụ cô ba giờ u nghe má chú lại mù cô phô má má e má chú lại mù má cô phải cô sơ mẹ má tên giả bà má má nè nụ u má nụ e má sơ nê e má già chị em má nụ bà bà tì cư má đáng má lê tì tì mẹ bè wèn chị em u tì tì u မမယွယွရမခေတရီမလျော်ဤမတိမိကိုတိမိမဝါဝါအာမတေဇာမမမီပါမဂျူလိုင်းဟန်နီမဂျူလိုင်းဘူအာမအာကွာချယ်ရီအန်နော်ပြေအာကိုပါစောကိုရင်မောင်းတတော်မကိုချူကိုရွှေညောင်း ဟာအဲ့တက်တိုဟဲ့နာတကာอืมဘုရားဖတ်တာကြာခင်အလုံးဝပါရနော်ဟင်းအလုံးဝတက်တာအတူတားလေဟိုကောက်တေးထပ်ပြီးသူငါအဲရန်ဖီဟုတ်ဒူးရတယ်ပုံနေလဲရေးပြီးသားဤသာသမန်လေသာမောင်ဖိခဲ့ရဲ့နော်ညနာမောင်မောင်တို့ရဲ့ဒိုင်းခင်ခင်ရဲ့အိုင်ခံမော ဒီကအမ်ဒါကနောက်လည်းစီဒီအားရပုံလေးရေးပြီးသားပါနေနေကြရင်ဖတ်ပါမယ်